ားလုံးမဲမင်္ဂလာပါနော်။စာရေးဆရာချက်ကလေးရေးသားတဲ့မရှက်တီတို့ရဲ့တုံးတောင်ဝင်နေမြင့်ဆိုတဲ့အစာလေးအပိုင်း30ခုစပီးဖတ်ပြပေးမယ်နော်။မရှက်တီဟာမိန်းကလေးတွေဘာကြောင့်အချစ်ဆိုတဲ့ခြုံကိုတွေးရတာလဲဆိုတာတွေကိုသူတေသနာတွေပြုပြီးတင်ပြနေပါတယ်။မရှက်တီကမိမအချင်းချင်းတွေကိုတင်ပြနေတာ။ယောက်ျားတွေကဘာဖြစ်လို့လဲလဲချီးချင်ကြမယ်မသိပါဘူး။ ကဲပါလေသူတို့ဂွေးမဆိုင်ပဲကို့စကားကိုပဲပြန်ဆက်ပါတော့မယ်မင်းကလေးတွေအချစ်ချုံကိုတိုးရတဲ့အကြောင်းရင်းကတော့စမ်းသက်ခြင်းအလို့ငါဖြစ်ချောင်းကိုလည်းတွေ့ရပါတယ်စမ်းသက်ခြင်းဒီအကြောင်းရင်းကြောင့်အချစ်ချုံကိုတိုးကြတဲ့မင်းကလေးတွေကနည်းနည်းရမှောက်ကြဘူးရှင်သိပ္ပံပညာရှင်အမျိုးသမီးတွေပဲလေဒီအမျိုးအစားတွေမှာဓာတ်ခွဲကန်းလက်ထောက်အမျိုးသမီးတွေဆရာဝန်မတွေ အင်ဂျင်နီယာမတွေသိပ္ပံပညာရှင်မတွေစိုက်ပျိုးရေးသုတေသနအမျိုးသမီးတွေစသဖြင့်အများကြီးပေါ့ရှင်သူတို့ဟာသူတို့လုပ်ရတဲ့အလောက်ကန်ကအကျင့်ကြီးတွေပါလာကြလို့ခြေကြည်ကြည်ကြပြန်တော့လဲစနစ်တိတ်ကြတဲ့သူတွေဖြစ်တယ်အရာရာတိုင်းအတွက်လဲနေရာရှိတယ်အရာရာကိုလဲနေရာတကျထားတတ်ကြတယ်ပြီးတော့သူတို့ဟာအခြေအေးကိုလဲလုပ်ငန်းလိုပဲသဘောထားတယ် ဒီတော့သူတို့အတွက်အိမ်အောင်ကြာသွားမှာတော့ပူစရာမလိုဘူး။ယောက်ျားတွေကိုသူတို့ကစမ်းသက်ကြည့်စရာတတော်ဝါးရီအဖြစ်သာမြင်ပြီးလင်းရကြကောင်းနေအဖြစ်ကိုမမြင်ကြဘူးလေ။ဒါကြောင့်သူတို့ကိုမဆက်တရတော့ထောက်ခံပါတယ်။ခြေရည်ကြိုက်ရည်တွင်ရက်ပြီးအိမ်တောင်ရေးကြတော့အိမ်ရှောင်ရေးဖြစ်သွားတတ်ကြတာကိုသူတို့ရဲ့လုပ်ငန်းကိုတွင်အစမ်းသက်ခံယောက်ျားတွေကတော်တော်တွန့်သွားကြပြီလိမ့်မယ်။ သူတို့အထက်ကတယောက်ကိုမက်ရှက်တွေကြုံကျက်ခဲ့ဘူးတယ်လေသူကခြေကြိုင်ရေးကိုစမ်းတက်ရေးဖြင့်ပြပြင်းပြပြင်းလှုပ်တဲ့မြို့သမီးပဲရှင်သူသူ့ချစ်သူနဲ့ချင်းတွေ့ပြီးတာမှတ်တမ်းရေးလေးရှိရဲ့မက်ရှက်တရားမေးလို့တော့တနေ့မှသူကမှတ်တမ်းတရက်ကို ပေးဖတ်တယ်လေမက်ရှက်တေးကဖတ်ကြည့်လိုက်တော့အောက်ပါတိုင်းတွေ့ရတာပေါ့အခြေအနေ၃ ကိုလှချော့ထော့ကိစ္စရဲ့အမှတ်29ချစ်ကြိုက်ခဲ့ရဘူးတော့ကအเจ้าတွေကိုကြာရှည်အသေးစိတ်ပြောကြည့်တယ်ရွယ်ချက်ကသူ့စိတ်ထဲမှာမနာလိုစိတ်ဖြစ်ပေါ်လာအောင်လုပ်ကြည့်တာပဲကြာရှည်ဆိုတာမိနစ်30တိတိအစမ်းတက်ခံကတန်းဝေတယ်တခါထပ်ပြီးတွုံးမြင့်လိုက်တယ်15မိနစ်တွေ့ရှိချက်အစမ်းတက်ခံအိပ်ပျော်သွားတယ် သုံးသက်ချက်ကင်တွယ်ပုံမှားယွင်းခြင်းဖြစ်နိုင်သို့မဟုတ်အစမ်းသက်ခံအုံနောက်မှုမှန်သူဖြစ်နိုင်တေချောင်ထက်လို့ရအောင်မယ်။ကဲဒီမှတ်တမ်းကိုအစမ်းသက်ခံဆိုတဲ့အမျိုးသားကိုသာပြက်လိုက်ရရင် ငနေသွားတော့អော်သွားတော့မှာပဲနော်။ဟော။နောက်မျိုးသမီးတယောက်ကကြာတော့တမျိုးဖြစ်သွားတယ်တော့။ဒီအမျိုးသမီးကစိတ်ဓာပီတာပညာရှင်လေး။ သူကလည်းအချစ်ကိုစမ်းသက်ချီခြင်းသဘောနဲ့လုပ်ငန်းလုပ်ခဲ့တယ်။သူမှတ်တမ်းကလေးကိုလည်းဖတ်ကြည့်စမ်းမအောင်ရှင်။သူ့ကိုစမ်းသက်ရန်အတွက်ကျမကစပယ်မန်းကိုတိတ်မုန်းတာဟုပြောရုံရှိသည်။သူကဒီစကားကိုမင်းကပြောတာမင်းရဲ့မသိစိတ်ပုံမှန်ဖော်မှုတွေထဲမှာငါကိုစပယ်မန်းတွင်ထင်မြင်ထားလို့ပဲအမှန်ကမင်းခဝင်းမခံလို့တဲ့တိုင်အောင်မင်းကစပယ်မန်းတွေကိုချစ်တယ် ဒါကြောင့်ငါ့ကိုလည်းမင်းကမသိစိတ်အလှော်တဲ့ကနေချစ်နေပါပြီလို့ပြောရတာပဲ။ဒါကြောင့်ဒီလူကိုငါရှောင်ပြေးဖို့ဆုံးဖြတ်လိုက်ပြီ။သူကငါ့ကိုစမ်းသက်သွားမယ်အနည်းကတိတ်ကြီးနေပြီကို။ဟင်။ကဲ။သူခမကြတော့ရုံကလေးပူကလေးကြွက်ကလေးနဲ့တွေ့မလားအမှတ်နေရှာခဲ့တာ။ခွဲစိတ်ဓာကြီးနဲ့ပက်ပင်းကို တိုးရှာရတာပါပဲကလာ ခတ်တုတ်တုတ်ရှောင်ပြရတော့မှာပေါ့မလွဲဘူးနော်မိန်ကလေးတွေအချစ်ချုံကိုတွေးရတဲ့အကြောင်းရင်းနဲ့မှာကြီးမြင့်လို့မှုဆိုတာကလည်းအချက်တစ်ချက်ပြပါနေတော့မရှက်တရတတိပြုမိပါတယ်ကြီးမြင့်လို့မှုမိန်ကလေးဆိုတာဘဝရဲ့တနေ့ရရမှရက်နေကျင်တာမဟုတ်ဘူးရှင်ဘက်စကာစပယ်ယာရီအော်တလူး ရှင်နာရွှေပေးပါအပေါ့ဝါမှာပြိတ်မနေပါနဲ့ရှင်နာရွှေပေးပါဆိုတာမျိုးပါပဲမိန်ကလေးတိုင်းဟာဘဝမှာကိုရောက်နေတဲ့နေရာမှာရက်မနေခြင်းကြပဲရှင်နာတည့်ရွေ့ရွေ့သွားခြင်းကြတာပဲဒီရင်ကို့ဘဝကို့ချင်တွေတထွားကို့ဘဝကို့ချင်တွေတမိုက်ပဲဖြစ်ဖြစ်မြင့်တင်ပေးနိုင်မယ်ထင်ရတဲ့သူချီးကျဲ့ရည်လို့ရတာပေါ့ အနောက်တိုင်းမှာဆိုရင်ရုပ်ရှင်မင်းသမီးနဲ့ထုတ်လုပ်သူတို့ခြေကြက်ရီးရာဗရင်းစာတမားတွေရဲ့ထမင်းအိုးကြီးတွေဖြစ်နေတာကြားသိကြမှာပေါ့နော်ထိုနည်း၎င်းမှာပဲလက်အောက်အမှုရန်မင်းကလေးနဲ့အထက်ပုတ်ကိုအမျိုးသားတို့ကိစ္စမျိုးတွေဇေယောင်းသူမင်းကလေးနဲ့အရင်ရှင်ယောက်ျားတို့ကိစ္စမျိုးတွေဒါရီယာမင်းကလေးဘက်ကကြီးမြင့်လို့တဲ့ဆန္ဒကြောင့်ခြေကြက်ရီးလုံနေကြတာပါပဲ။ ဒါပေမဲ့ဒီကိစ္စမျိုးတွေကိုလည်းမရှက်တရားမပူပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီလိုကိစ္စမျိုးတွေအရှုပ်ထွေးဖြစ်ကြတဲ့ယောက်ျားတွေဟာအိမ်တောင်ရှိပြီးသားတွေသာ ဖြစ်ကြတော့ခြေရည်ကြက်ရည်ပဲဖြစ်ကြမယ်။အိမ်တောင်ကြီးမဖြစ်ဘူးဆိုကြတဲ့အိမ်ရှောင်ကြီးတွေဖြစ်နေပြီပေါ့။နောက်ပြီးတော့ပိုသေးချတဲ့အချက်တစ်ချက်ကရှိသေးတယ်။အမျိုးသားဘက်က ယောက်ျားကောင်းမောင်မတထောင်ဆိုပြီးယူမဲမဲထအောင်အမျိုးသမီးကမူလာကလေးကကြီးမြင့်လိုလိုချစ်ရတာကိုဘွားကြီးမြင့်သွားပြီဆိုရင်ငနေသားကိုဘေးချိတ်လိုက်အောင်ပေါ့တိုက်နေရန်ကိုစေးတုပ်ပြီးညမ်းတွေဖျက်ရတဲ့သဘောပေါ့သူတို့ကညမ်းတွေပဲစေးမှမဟုတ်တာဘာဖြစ်လို့နေရန်မှာကက်ကြံနေရမှာလဲဒီတော့ပူစရာမလိုတော့ဘူးပေါ့လေဟော တချို့မိန်းကလေးတွေကြတော့ဆက်ဆုကျင်လို့အချစ်ချုံကိုတိုးကြည့်ကြတာတွေ့ရှိတတိပြုံမိတယ်လေမရောက်ဘူးတဲ့အရက်ကိုရောက်ချင်ကြတယ်လို့မကြုံဘူးတဲ့အချစ်ကိုကြုံကြည့်ကျင်တဲ့သဘောပေါ်ရှင်ဆက်ဆုခြင်းပင်လယ်ပြင်ကြီးကိုမမြင်ဘူးလို့မြင်ချင်လိုက်တာဆိုပြီးပင်လယ်ကမ်းဆက်ကိုတွားကျင်ကြတယ်လို့ပဲပေါ့မျက်နှာကလေးကိုတောင်းကပ်ပြီး တင်လေကန်းချီကိုရောက်ဖို့ကျင်လိုက်တာလို့မပွင့်တပွင့်ပြောလိုက်ရင်မယ်။ဖះစုပန်မင်းရောက်ကြားကြည့်ရာဖိုးသူတော်စုလောက်ကိုတော့မပန်နိုင်ရှာတော့ပဲ။အတောင်20ကိုချွတ်ဘောင်းမီတူတူကိုစွတ်ပြီးတင်လေကန်းချီရောက်တန့်ပြီးထန့်ပြီးပို့ကြတော့တာပေါ့။ဒါမဲ့မင်းကလေးဆိုတာတင်လေကန်းဆက်ကိုရောက်ဖို့ရောက်တာရောက်ဖို့ချင်ကြတာ။ပင်လေကန်းဆက်မှာအယိုးထုတ်ပမယ်လို့ဘယ်သူမှစိတ်မကူးကြဘူး မီးတကြိုးနဲ့ဆက်ကြီးမှပဲအယိုးထုတ်မယ်လို့စိတ်ပိုင်းဖြတ်ထားကြတော့ပင်လေကန်းဆက်မှခဏပဲနေတယ်တော်တော်ကြတော့မြို့ကို ပြန်လာကြတော့တာပေါ့ဒီတော့ဒီမင်းကလေးဟာခြေရည်ကြက်ရည်ပြီးအိမ်ရှောင်ရည်ပဲဖြစ်မှာမို့မက်ရှက်တေးကလှုပ်လိုက်လေကြာတလားလို့ပဲဩပါပေးလိုက်ချင်တာပါပဲဆက်စုတဲ့အကြောင်းရင်းကတူဝိမဲ့အမျိုးအစားမတူတာရရှိသေးတယ် တချို့မိန်းကလေးတွေကြတော့ဆက်စုတာတော့အကြောင်းရင်းခံတာပါပဲ။ဒါပေမဲ့ तू ကအချစ်ကို ကြုံမှုကျင်တာမဟုတ်ဘူးရှင်။ तू ဆက်စုကျင်တာကယောက်ျားဆိုတဲ့တတဝါဘလောက်ပညာရှိတဲ့တတဝါဖြစ်တယ်လဲဆိုတာကိုဆက်စုကျင်တယ်။ပြီးတော့ယောက်ျားတွေဘလောက်တိတ်ခါရှိတယ်လဲဆိုတာကိုဆက်စုကျင်တယ်။ဒါကြောင့်အချစ်ချုံကိုတိုးကြည့်ကြတယ်။အချစ်ချုံထဲမှာမှာ ယောက်ျားကိုပဂရီတိုင်းတင့်နိုင်မှာကိုဒီလိုဆက်စုတဲ့စိတ်ကိုအရင်ခံပြီးတချို့မိန်းကလေးတွေကအချစ်ချုံကိုတိုးခဲ့ကြတယ်သူတို့တွေအတွက်လည်းမဆက်တရားမတားမြင့်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ဟာလည်းခြေကြိုက်ရပြီးအိမ်ဆောင်ရေးကိုလုံးကြတော့မှာကိုဘာဖြစ်လို့လဲ ရှင်းပါတယ်ယောက်ျားဆိုတာမိမနဲ့နှစ်ယောက်တည်းလွတ်လပ်လပ်တွေ့ရရင်ပညာတုံးပြီးအမိုက်တိုက်ကြီးဖုံးနေတဲ့အဝိဇ္ဇာကောင်ကြီးဆိုတာကို မျက်ဝါးထင်ထင်တွေ့ရတာကိုယောက်ျားဆိုတာမိမနဲ့နှစ်ယောက်ချင်းတွေ့ရပြီဆိုရင်လူတွေရှေ့မှာရူးရထိမ့်သိမ့်ထားတဲ့သူတို့ရဲ့တိတ်ခါတွေလုံလုံလျားလျားကို ရှော့ကြကုန်ကြပါလျော့ရှင်။ပိန်းကြပတ်တွင်ရင်းမတင်သလိုပါပဲလေ။ တပေါက်တစ်စဲမှမကျန်ဘူးတိတ်ခါတွေကြလိုက်တမှာတဝောပဲဒါကြောင့်ယောက်ျားတွေတိတ်ခါဆဲခြင်းတခြားလူတွေရှိမှပဲဆဲလို့ရတယ်ကိုမိမရှိမှတော့ဆဲလို့မရအောင်မရဖြစ်သူတွေကလင်းဖြစ်သူတွေကိုမကြည့်ညိုတာစမ်းသလားရှင်တခြားလူတွေကစော်ကားကုန်မှဆုလို့သာကြည့်ညိုခြင်းအောင်စောင့်ထားနေကြရတာတခါတခါမြတ်ကိုယောက်ျားမျက်နာကြည့်ပြီး အိမ်တွေကြီးနဲ့တွေ့ရရင်တဲပြီးရေးချင်တာပါပဲရှင်။ကဲကိုစကားကိုဆက်ပါတော့မယ်။ဒုရီယာဆက်စုခြင်းနဲ့စိတ်ကိုအရင်ခံပြီးအချစ်ချုံကိုတိုးကြတဲ့မင်းကလေးတွေအတွက်လည်းပူစရာတော့မလိုပါဘူး။ယောက်ျားဆိုတာဘာမှအထင်ကြီးစရာမရှိတဲ့တတဝါမှန်သိရရင်သူလည်းအိမ်ရှောင်ရင်းနဲ့ပဲညီကုန်းချုပ်မှာမင်းမောပဲရှင်။ကဲနောက်တစ်မျိုးကိုကြည့်ကြအောင်ဆိုရင် ရင်နဲ့တဲ့သူဟာကောက်ရိုးမြင်ကလေးတမြင်ကိုတော်လဲစုပ်ဆွဲရင်ဆွဲမှာပဲဒီလိုအကြောင်းရင်းနေခန်းတဲ့အချစ်ချုံတို့ရလဲရှိတယ်ကောက်ရိုးမြင်ဆွဲခြင်းအရွယ်ကလေးဟိုင်းပြီးလင်ရစရာမရှိလို့ဘာရရလုံးမရင်ပြီးရောဆိုပြီးအချစ်ချုံကိုတို့တဲ့မိမကြီးလဲရှိပါတယ်အေးအဲ့ရမျိုးတွေကြရင်မက်ရှက်တွေးတာ ကားကြိတ်ခင်းရတဲ့ပစွန်မျိုးလုံးတွေနဲ့ပူရတော့မှာပါပဲရှင်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိုအမျိုးသမီးတွေကြိုက်ရင်တော့ခြေကြိတ်ရေးကတိတ်မရှိတော့ပဲအိမ်တောင်ရေးတဲ့ကိုတက်ရောက်သွားတက်လို့ပါပါပဲရှင်။မက်ရှက်တေးကတော့အိမ်အောင်တဲဆိုတာထောင်ချနေတယ်လို့ပဲသဘောရှိတယ်ဆိုတော့လက်တွေခန်းစားနေရတဲ့သူမျိုးအမျိုးသမီးတို့ကိုခြေကြိုက်ရေးမှရင်ရက်ပါရက်နေကြပါ။ အိမ်တောင်ကြီးအတွက်ကြရင်ရှစ်ဆက်မတိုးပဲအိမ်ရှောင်ရေးတာလုံနေပါလို့ထာဝစင်တိုက်တွန်းနေတာပါပဲအိမ်တောင်ကြီးဒုက္ခဆိုတာအသွားပြန်ငားရလောက်ကြားတဲ့ထောင်ထိတ်က ကြာပွင့်ကလေးကို အခုသွားရသလိုပဲပျော်ရွှင်ချမ်းသာရမှုတရွေးသားကိုရဖို့ဒုက္ခကြီးတပိတ်တာကိုခံစားရတဲ့သဘောရှိတယ်လေ ဒါကြောင့်မညမငယ်တွေအိမ်တောင်ရဲ့ဒုက္ခတွေကနေကင်းဝေးအောင်အိမ်ရှောင်ရေးကိုအောင်မြင်မြင်ဆောင်ရွက်နိုင်မှုအတွက်နီးရီပေလမ်းတွေပြပြီးကုညီနေရခြင်းမှာအသက်ကြီးလေဝင်တုပ်လျှော့ရလေဆိုပြီးအသက်ကြီးတဲ့မိဘတွေကသားသမီးတွေကိုလက်ကမြမြန်လွှတ်အောင်အစွန်ထုတ်ချင်နေကြတော့မဆက်တဲ့ရောဖနှောက်နဲ့ပောက်ချင်ကြမှာပါပဲဒါမှမဲ့တာရီသမီးရေဆိုတာ ငါလှက်တယ်လို့စာကလေးလှက်တယ်လို့ငါလက်ကလှက်ပြုတ်ဆိုလို့မဖြစ်သေးဘူးရှင်ခစ်ကပြောင်းလာပြီမြည့်ရထားရဆိုတာမရှိတော့ရှားပါကုန်ပြီဆိုတော့ရထားမှာစိုက်တဲ့တခွန်းစွာလဲဝေးပြီပေါ့ဒီတော့တခွန်းမရှိတဲ့ရထားကမတင့်တယ်တာတာထားပါအောင်ရထားကိုတော့ဘယ်မှရှာရမှမသိဘူးဒီတော့အခုခေတ်အမျိုးသမီးဟာ အိမ်တောင်မပြည့်ရင်လည်းပဲမော်တော်ကားလိုပဲပေါ့အလံမတက်ထားလဲတင့်တယ်ပါရဲ့ရှင်ရှေခက်ကအမျိုးသမီးမှာစီးဝိုင်းလုပ်ငန်းမရှိကြဘူးငွေကြေးကိစ္စရေးမှန်သမျှမှာလင်ယောက်ျားကိုပဲအားထားနေကြရတယ်အခုခင်မှာတချို့အမျိုးသမီးတွေများဆိုရင်ယောက်ျား၂ယောက်လောက်တောင်မှအိမ်ပေါ်တင်ကျွေးထားနိုင်တဲ့ဝင်ငွေကိုရှာနိုင်တယ် ဒါကြောင့်ယောက်ျားရဖို့အမျော်စိုက်ပြီးနေရတော့မဲ့ခင်မောက်တော့ပါဘူးရှင်။ရဲရဲဝုန်းဝံမဲ့အိမ်ဆောင်ကြီးလုံနိုင်ကြပါတယ်။ဒီတော့မက်ရှက်တင်းတဲ့သဘောထားချင်းတွေတိုက်ဆိုင်ပြီးအိမ်ဆောင်ကြီးကိုလှုပ်ချင်ကြတဲ့အမျိုးသမီးများအတွက်ယောက်ျားတွေရဲ့မျက်စိကြောက်မှုကိုဘယ်နည်းပယ်ပုံရှောင်ရမယ်ဆိုတာနီးလန့်နေပေးပါမယ်။ယောက်ျားတွေကဘာဖြစ်လို့မိမယူကျင်ကြရတာလဲ ရှင်းရှင်းပြောရရင်ခိုင်းကျင်ကြလို့ထမင်းပွဲရှေ့ရောက်လက်ဆေးစားကျင်ကြလို့မိမယူတယ်။အဝေးစားအစင်သက်ထုတ်ထားဖို့မိမယူတယ်။နေထိုင်မကောင်းရင်ပြုစုဖို့မိမယူတယ်။အိမ်မှာအမိုက်တရကင်းစင်ပြီးတက်နယ်ချင်းရင်စိတ်ကြည်ကျင်လင်းလင်းနေနိုင်ချင်လို့မိမယူတယ်။ကဲထင်ရှားပြီမဟုတ်လား။တိမ်လုံးရဲ့အလုပ်တွေအလုံးကိုစီမံလုပ်ကင်ဖို့နဲ့လင်းတော်မောင်ကိုပြုစုဖို့တောင်းဝင်အလုံးဟာ ဇနီးတဲ့တယောက်တည်းပေါ် ပုံကြမနေဘူးလားရှောက်ကြယူတာအကူအထအတွက်ဆိုဘယ်တော့အကူလို့ရလို့လဲကိုထမင်းစားဖို့လဲကိုပဲလောက်ကန်ရမှာထမင်းစားရတယ်အဝယ်လဲကိုပဲချုပ်လို့ရှော့ဖို့မှဝေးရတယ်အိမ်ကူလဲကိုပဲရှင်းလင်းတုတ်တယ်မှာတနက်ရှင်နေရတယ် ိုနေမကောင်းတော့ကို့ဘာသာကိုပြုစုရပဲလင်းတော်မောင်နေမကောင်းကိုကထက်ပြီးတာဝန်ယူရပြန်တယ်တကယ်တော့သူ အာကိုအားထားရဖို့ကိုကအိမ်အောင်ပြုပေးရတာဖြစ်နေတာပေါ့စစ်စစ်တွေးကြပါနော်ယောက်ျားဆိုတာမျိုးဟာတဲပြီးနားလဲပ้ายိုက်တက်ကြတာသူတို့ရဲ့စကားတွေကိုဘယ်တော့မှနားထောင်လို့မဖြစ်ဘူးရှင် သူတို့ကအမိရဲ့ယူပါယုံညှို့ချက်တံကို မခံနိုင်တော့ပါဘူးဆိုပြီးအကျော်ဆိုင်မှာဖြစ်ဖြစ်လက်ဖိတ်ဆိုင်မှာဖြစ်ဖြစ်တီးမျိုးစုံအဖျော်ဆိုင်မှာဖြစ်ဖြစ်ခြေစကားတွေကိုပြောချစ်တုံလွန်ပါတဲ့အထက်မှာ နားလဲထားတာတွေပါပဲပိုက်ရိုက်တာတော့မပါသေးဘူးအိမ်တောင်ပြုတ်ပြီးတော့မှပိုက်ရိုက်ကြတာခြေစကားတွေချစ်တုံလွန်လာတွေထဲမှာ သူ့ရှေ့ကိုထမင်းပွဲရောက်ဖို့ ူ့ဝေစားတွေကိုရှော့ဖို့ပေးဖို့ဓမြက်စီလဲကြမ်းတိုက်ဖို့သူ့ကိုခြေစုပ်လက်နယ်တွေပြုတ်ပြီးဆေးတိုက်ဖို့စားတော့ပြီးသားပကံမျိုးဆေးကြော့ဖို့ဓာရီအကြောင်းတစ်ခုမှဘာမှအောင်မပါပါဘူးရှင်မြေကြီးနဲ့ကင်းကွာလာတဲ့မိုးကောင်းငယ်ပေါ်ကကြဲကလေးတွေရေတွက်ကြတယ်တင်မောပေါ်ကသာလင်းကြရင်မရှုမလအသေးဆုံးနဲ့တင်းမဲ့ ပင်လေပြာကြည့်မျက်နှာပြင်ပေါ်ကလှိုင်းလုံးတွေအကြောင်းကိုတတတရပဲပြောကြမယ်။ဘဲသွားရှာယာမန်းကိုမသိတဲ့အိမ်မက်ထဲကရွှေဘိမ့်မှန်ကြီးတွေအကြောင်းကိုပြောတယ်။အဆိုးဆုံးကကိုရေကထုတ်ပြီးစပွဲပေါ်တင်ထားရင်အော်ကလီစန့်ကျင်စရာ ကောင်းလာတဲ့အသေးနှလုံးတွေအကြောင်းနှက်မပိုင်းရင်ဘလို့မှမထွက်ဖြစ်တတ်တဲ့မျက်ရည်တွေအကြောင်းစလုံးတွေပေါက်ကြရတာပါပဲ။ ဒါရီယာလေနောင်ကြတော့မှပိုက်ရိုက်ကောင်းနားလဲ့နေတဲ့စကားတွေပဲတတရရနဲ့နားလဲ့နေကြတာဒီအချိန်မှာပုတ်ထုတ်ပယ်ချပြစ်နိုင်မှာဒီစစ်မှာနားမယောင်မဲနေနိုင်မှာနောင်တနေ့မှာပိုက်ရိုက်မခံရမှာဒါပေမဲ့တဲ့ဟွန်း တ်နေတာမက်ရှက်တို့မိန်ကလေးတွေဟာစိတ်တဘောတာပျော်ပြောင်းကြတယ်။ဒီတော့ตายရတဲ့ဒီစကားလေးတွေကိုတွန်းလှန်နိုင်မှုခက်ခဲလာပါတယ်။ယောက်ျားလေးတွေကြိုတင်စဉ်စားကြက်မက်လာကြတဲ့ချစ်စကားတွေကိုကြားရင်နရဲ့ထွဲထညက်ခဲကြီးဖျဲသွင်းလိုက်တယ်လို့စိတ်ထဲကျင်းနဲ့သွားတက်ကြပါတယ်။ဒီလိုနဲ့နားလည်းမခံရလို့နောက်အိမ်တောင်ကြတဲ့နေ့မှာပ้ายရိုက်ခံရတဲ့အမျိုးသမီးတွေကမနေတော့ပါဘူးရှင်။ စာနဲ့ပေနဲ့မှတ်တမ်းတင်ထားတာပြောရရင်ခလိုင်ထိတ်ခေါင်တင်မင်းသမီးကစောက်ရတာပါပဲသစ္စာတော့စူပီယာစီဆိုရင်ကပဲနောက်ကြတော့ဓားဆွဲတဲ့ဘွားရောက်တော့တာပဲဒါကြောင့်ဒီစကားတွေအပြောခံရတဲ့အခြေအနေမျိုးမရအောင်ကြိုးပြီးရှောင်ချထားကြမှာတော်ရုံကြမယ်လीအ ဘယ်ယောက်ကြားလေးကမှမျက်စိမကြိုင်ဒီလိုစကားအလှပကလေးတွေကိုဘယ်တော့မှအပြောခရဖို့ကြောင်းကြုံမှာမဟုတ်ဘူးဒါကြောင့်မို့အစကလေးကယောက်ျားတွေမျက်စိမကြောင်နေတတ်ဖို့အလုံးကိုရေးကြည့်ပါတယ်မိမတွေအတွက်ချစ်ချင်းစာအသက်နှလုံးက ဆိုရမလို့ဖြစ်ပေမဲ့ယောက်ျားတွေအတွက်ကတော့ချစ်ချင်းကအစမျက်စိကဆိုတာတိတ်ကိုမှန်နေတယ် ချစ်တော်မယ်ဆိုရင်သူတို့မျက်စိကနေအရင်ကြည့်တော့တာပါပဲဒီအမျိုးသမီးကခိုင်းလို့ကောင်းမှကောင်းပါမလားငါ့ကိုမှသူကပြုစုပေးနိုင်ပါမလားငါ့ဘဝတာယာမှုတွေအတွက်သူကလုံပေးနိုင်စွမ်းရောရှိရလားစသည်ဖြင့်ငါကြိုးကြီးရှည်တန်းတင်ပြီးဆစ်ဆစ်ဆက်ကိုကြည့်တော့တာပါပဲဒါကြောင့်ချစ်ချင်းစမျက်စိကဆိုတာယောက်ျားတွေအတွက်ပြောတာ ါကြောင့်ကိုကိုယောက်ျားတွေမြင်သွားရင်စကားလှလှလေးတွေပြားရည်လူမြတ်တွေမပေးချင်မကြွေးချင်အခြေအနေမျိုးကိုဖန်တီးထားနိုင်မှာတော်ရုံကြမှာရှင်ကဲဒီတော့မက်ရှက်တွေနီးတွေလမ်းတွေပြီးတော့မယ်ဒါတွေကိုလိုက်နာကျင့်သုံးပြီးအိမ်ဆောင်ရေးကိစ္စတွေကိုဆောင်ရွက်နိုင်ပါစေလို့မက်ရှက်တွေကဆူတောင်းနေပါမယ် ယောက်ျားဆိုရာမျိုးဟာမင်းကလေးမြင်ခြေစုံခေါင်းစုံကို ကြည့်တော့တာပါပဲဒီတော့ပထမဦးဆုံးခေါင်းကစပြီးကိုကတိုက်စစ်ဆင်ထားရမယ်တစ်ချက်ကြည့်ဖို့တကွက်မြင်လိုက်တိုင်းသူ့ရဲ့နှလုံးသားထဲကိုတော်နေဒိုးမှုန်တိုင်းကြီးမှွေရန်သွားသလားခံသွားသွားစေရမယ်ခံစားသွားကိုသွားစေရမယ်လीပထမအဆင့်ကဦးကောင်းဒီတော့သပင်းတွေကိုဖြွားထားပါ ဘယ်တော့မှကလစ်တွေဘာတွေညှက်ပြီးတသက်ရဲ့မလှုပ်ထားနဲ့ဒါကဘာကိုကြင်ညာတာလဲဆိုရင်ရှင်တသေးချာကြည့်ထားအိမ်ကိုတသက်ရဲ့ပြုပြင်ထားဖို့နင်းနေသသားကျမရဲ့ခေါင်းကိုယ်တော်ကျမခြေတုပ်ပုံလို့ဖြစ်အောင်ပစ်ထားတာသာကြည့်တော့လို့ပြက်ပြက်တသားဖွင့်ရထားတာပဲဖြစ်တယ်နောက်တစ်ဆင့်ကအင်ကြီးအင်ကြီးဆိုတာမိန်းကလေးကိုပေါ်မှာအသေးငယ်ဆုံးပိတ်စာပဲ။ ဒါမဲ့တတိကလေးပဲစိုးပြီးလက်နိုင်ကျေနိုင်နဲ့မိဖို့တွေဘာတိုက်မထားနဲ့တော့တွန့်ကျင်နေပါစေခုခေတ်ပိတ်မတိုက်ရဘဲနဲ့တော့မူးမြူတိုက်ထားသလိုပြည့်မြန်ကလေးဖြစ်နေတတ်တယ်ဒီတော့လဲမကြေကြအောင် ကြံဖမ်းပြီးလှောက်ထားပေါ့လေနဲ့လတ်တာတယ်ပဲပြက်ပြောကိုယ်မှာပဲကိုကောင်းကောင်းဝင်နေဘာသာကြောတွေတွေးလောက်တဲ့နေရာကိုတွားရပြီဆိုရင် ခုနကပြောခဲ့သလို အဝိဟာမိဘူးမတိုက်ထားပဲတွန့်ကျင်နေပါစေ။ဒါဘာကိုကြင်ညာတာလဲဆိုရင်ဒီမှာကြည့်ထား။ရှင်ကျမောက်ယူရင်မိဘူးတိုက်ပေးဖို့ပြင်ထားပြီတော့နော်။ကျမကိုဘာသာကိုလောက်ကန်ရရင်သာအိတ်ချီမပြောနဲ့။လိုက်ကင်ပွားတော့မိဘူးမတိုက်တာ။သူများကသာလှုပ်ပေးမယ်ဆိုရင်အဝိမန်မိဘူးတိုက်မှကြိုက်တာ။ဒီတော့ရှင်ဟာကျမောက်ယူရင်လေ။ထမင်ကိုယ်တော်မိဘူးတိုက်ဖေးဖို့ပြင်ထားပြီတော့လို့ကြင်ညာလိုက်ခြင်းပဲဖြစ်တယ်။ ူ့ကိုမုတ်ကျွင်းကိုယ်တိုင်ထက်ပြုတ်မပေးနဲ့သူ့ပကံတွေစိတ်မပေးနဲ့သူတို့ကဓာမျိုးတွေလုတ်ပေးမလားဆိုတာကိုစူးစမ်းတဲ့မျက်စိကြီးနဲ့ကြည့်နေတက်ကြတယ်ကြုံရင်ကြုံတယ်လို့ပြုတ်မှုပြောဆိုပေးရမှာကကိုယ်ပကံတွေတော့အချိန်ရရင်သူကစေကျော်ပေးသွားစီခြင်းနဲ့ဆိုရာလို့သူသိစေရမယ်ပေါ့ဒါတော့မှတချို့ယောက်ျားတွေရဲ့သဘောထားတွေစမ်းကြည့်ပုံရှိသေးတယ် ကိုရုယောက်ျားတွေဆိုတာကအတောင်20ဝက်တွေပဲကွာယောက်ျားတကွန်လူရီချွန်ကမိုးစွန်တမွတ်ကျဲကိုဆွတ်လဲမလို့စတန်ရမြဲလန်တီးတဲ့ကောင်းကင်ကကျဲအိုရောင်ဆွတ်နိုင်သေးတာဒါရီကအသေးဖွဲတွေပဲလာခဲ့စမ်းပကံဆေးပေးမယ်ထမိန်လဲလျှော့ပေးမယ်ဒါလောက်တော့အပြော့ပေါ့ကွာအဲ့ဒီလိုယောက်ျားသားတွေကရှိသေးတယ်နော်သူတို့တွေကပက်ကြည့်လို့ယောက်ျားရင်လွယ်ဆိုးလောက်တယ် စကားပြောရင်ပက်ချွဲနဲ့ချွဲနဲ့ဘလို့ပုတ်ချာချာမရရအောင်ပြန်ပြောတတ်ကြတယ်။တောက်တယ်လို့ယောက်ျားမျိုးကိုခေါ်လောက်တာပေါ့လေ။အမလီကက်မိပြီဆိုရင်မိုးချုံးတန်ကြားမှာခွာတက်တယ်ဆိုတာမျိုးပေါ့။အဲ့လိုတော့ဒီလိုယောက်ျားမျိုးတွေကိုလေအိမ်လုံးတွေထမိန်ရွှိုင်းနဲ့ချောက်ပြီးဟန်တားလို့မရဘူး။သူတို့ကအတင်းကိုမျက်စိကြမှာပဲ။ သူတို့ကိုအနာမတိနိုင်မဲ့လွင်သွောင်းကိုလှုပ်ဖို့ကတခြားနီလန်ပြည့်ရဲ့ကိုကျင့်သုံးရမယ်။တခါတဲ့နောက်တခါမလာတော့ပါဘူးမမရဲလို့အော်ပြည့်ရကိုကျန်းဆောင်ပြည့်ရမယ်။ဒါကြောင့်သူတို့ရှိမှဆိုရင်ညီမတို့ကစေးတန်တောက်ပြပါ။ secret လောက်ဆိုသူတို့ကလက်ခံနိုင်တယ်။စေးတန်တောက်တဲ့မိမကိုချစ်စကားလှလှလေးတွေပြောချင်စိတ်တွေပေါ်ဖို့ကမလွယ်ဘူးပေါ့လေ။ ဒါတော့မှရှေ့ကိုတိုးမဲ့ပုံစံပေါက်တဲ့ရင်မိခုနဲ့သာမှုတ်ထုတ်လိုက်ပြီတော့အပိနာဆင်ပြခဲ့ကြတဲ့တဦးချင်းတယောက်ချင်းစီရာဂျေစုအာကြီးအများကြီးပဲတင်ပါရယ်နော်အာလုံးကိုရောစိတ်ပါ ကျမ်းမှချမ်းသာအေးချမ်းပျော်ရွှင်ပြီးဘေးရန်အနေအပေါင်းတွေကလည်းကင်းဝေးကြပါစေနော်